ဝေတန်တရားဇတ်တော်ဒီဇတ်တော်သည်ဗုဒ္ဓဘာသာ၏ဇတ်ကြီးဆယ်ပွဲမှနောက်ဆုံးဖြစ်သောဝေတန်တရားဇတ်တော်ပြီးဗုဒ္ဓဖျားရှင်၏နောက်ဆုံးဘဝကိုဒါနပါရမီကိုပြည့်စုံစေသောဇတ်တော်တစ်ခုဖြစ်ပါသည်ဧကရမင်းကြီးတဇယနှင့်မိဖုရားကြီးဖွတ်တီတို့သည်ဇေဒုတ်တရပြည်ကိုစိုးစံတော်မူကြ၏မင်းကြီးနှင့်မိဖုရားကြီးသည်တာသမီကိမဲခဲ့သဖြင့်နှဲ့ရွာဆန်ရန် အချိန်တန်လျင် နန်းဆက်ရန်တားတော်မြတ်တပါရှိစေရန်ဆုတောင်းကြ၏တနေ့တွင်မိဖုရားကြီးဖုတီသည်အိမ်မက်ဆွဲကိုမြင်မှတ်ခဲ့သည် ထိုအိမ်မက်သည် သူမ၏ဝမ်းတွင်ဗောဓိတက်ဝင်စားသည့်နမိတ်ဖြစ်၍တားတော်ကိုကိုဝင်ဆောင်လာခဲ့သည်မိဖုရားကြီးသည်ငွေဖွားချိန်အရောက်တွင်ဖုရားဝင်လမ်းမပေါ်တွင်တားတော်ကိုငွေဖွားခဲ့သည်ထိုကလေးငယ်အား ဝေတန်တရာဟုအမည်ပေးခဲ့ကြသည် ဝေတန်ဟူသည် ကုံတယ်များဟုအဓိပ္ပာယ်ရ၍ တရားမှာလမ်းမဟု အတိပ္ပေရသဖြင့်ကုံသေးတို့လမ်းမ၌ငွေဖွာသူဟုအတိပ္ပေရပါသည် မင်းသားလေးသည်ငွေဖွာသည်နေ့မှာပင်စကားပြောနိုင်ခဲ့ပြီးသူ၏မိခင်အားယတနာများပေးလူရန် တောင်းဆိုခဲ့သည်ထိုခါမှစ၍မင်းသားလေး၏ဒါနပါရမီကို တွေ့မြင်ရပြီဖြစ်သည်ဝေတန်တရားမင်းသားသည် ကြီးပြင်းလာသောအခါမဒီမင်းသမီးနှင့်ထိမ်းမြလက်ထပ်ခဲ့ပြီး တားတော်ဇာလီနှင့်တမီးတော်ကနာဇီနာတို့ကိုဖွားမြင်ခဲ့သည်မင်းသားသည်ဒါနပါရမီ၌အထူးတလဲအာတန်သူဖြစ်သည်ဖြင့်တနည်းလျှင် ရွှေငွေ6သိန်းကိုပေးလှနေခဲ့သည်မင်းသားထံတွင်အလွန်တန်ဖိုးရှိသော စင်ဖြူတော်တစည်းရှိသည် ထိုစင်ဖြူတော်သည်မိုးခေါင်ရာတွင် မိုးရွာစေနိုင်သောတန်ကိုးရှိသည်ဖြင့်နိုင်ငံအတွက်အလွန်ရေးပါလာသည် တနေ့တွင်ကာလိကတိုင်းမှတန်တမန်များရောက်လာပြီးသူတို့၏တိုင်းပြည်တွင်မိုးခေါင်၍အတိဒုက္ခရောက်နေကြောင်းစင်ဖြူတော်ကို တောင်းဆိုလာကြ၏ဝေတန်တရာမင်းသားသည်လူတတဝါများ၏ဒုက္ခကိုတနာသဖြင့်စင်ဖြူတော်ကို စေတနာဖြင့်လှူဒန်းလိုက်သည်စင်ဖြူတော်ကိုတိုင်းတစ်ပါးသို့လှူဒန်းလိုက်ကြောင်း သိရသောအခါဇေဒုတ်တရပြည်သူပြည်သားများသည် အမျက်ထွက်ကြပြီးသူစရက်မင်းကြီးထံ ဝေတန်တရာမင်းသားအားပြည်နှင်တန်ပေးရန်တောင်းဆိုကြ၏မင်းကြီးသည်မိမိဤသားတော်ကိုချစ်မြတ်လို့တော်လဲပြည်သူများ၏ဆန္ဒကိုမပြင်းထန်စေလိုသဖြင့်ဝေတန်တရာမင်းသားအားဝန်တပြတ်တော်သို့ပြည်နှင်တန်ပေးလိုက်ရ၏ဝေတန်တရာသည်ပြည်နှင်တန်မခံရမီနောက်ဆုံးဌာနအဖြစ်တပ်ပရာနာအကုံလူတန်းချင်းကိုပြုတ်လုခဲ့သည့်ပြည်သူများအားမိမိပိုင်ဆိုင်သမျှဥစ္စာဘဏ္ဍာများကိုလှူဒန်းပြီးမှခီးထွက်ခဲ့သည် ဝေတန်တရာမင်းသားသည်မဒီမီဖျားနှင့်သားသမီးတို့ကိုခရီးသွားရန်ခွင့်ပြုမည်မပြုမည်ကိုမေးမြန်းခဲ့ရာမဒီမီဖျားကကိုရောနှင့်အတူတေရသည်ဖြစ်စေရှင်ရသည်ဖြစ်စေလိုက်ပါလိုပါသည်ဟုပြန်ကြားခဲ့၏ထို့ကြောင့်မိသားစု၄ဦးသည်ယထာဖြင့်ဝန်တပြတ်တော်သို့ထွက်ခွာခဲ့ကြ၏ရန်ခီတွင်ပန်းစိုးရှိဦးတို့သည်ယထာနှင့်မြင်းများကိုတောင်းပီရှိသောဝေတန်တရာသည်ထိုယထာနှင့်မြင်းများကိုလည်းလှူဒန်းလိုက်၏ ထို့နောက်မိသားစုသည် ခြေလင်းဖြင့်ဆက်လက်ခီးပြုခဲ့ကြသည်မိသားစုသည်ဝင်းတပြက်တော်၏ဝင်ပေါက်သို့ရောက်ရှိသောအခါဝိတုကန်နသားကဖန်ဆင်းထားသောနှစ်ထပ်တောက်ရိပ်ကိုတွေ့ရှိကြ၏ဝေတန်တရာမင်းသားနှင့်မိသားစုသည် ထိုနေရာတွင် နေထိုင်ခဲ့ကြသည်ဝေတန်တရာမင်းသားသည်ယဟန်တရားကိုကျင့်သုံးပြီးရာသေဝတ်ကိုဝစ်စင်ကတရားအားထုတ်၏ မဒီမီဖျားသည်တောထဲမှတတိဝလံများရှာဖွေစားသုံးပြီးမိသားစုကိုကျွေးမွေးဆောင်ရှောက်၏အချိန်တန်ကြာသောအခါသူတို့၏ဘဝသည်တည်ငြိမ်အေးချမ်းစွာ ဖြစ်တန်းနေခဲ့သည် ထိုအချိန်တွင်ဇူဇကအမည်ရှိ ပုံနာအိုတူသည် သူ၏ငယ်ရွယ်သောဇနီးသည် အမုတ်တာ၏တောင်းဆိုချက်အရ ကျွံအဖြစ်အသုံးပြုရန်ကလေးများကိုရှာဖွေနေခဲ့သည် ပုံနာသည် ဝေတန်တရားဤဒါနပါရမီကြောင့်ကြားသိရသဖြင့်သာသမီနှစ်ဦးကိုတောင်းရန်ဝင်တပြက်တော်သို့တွားရောက်ခဲ့သည်မတ္တီမီဖျားတတိဝလံရှာပွေရန်တောရဲသို့ထွက်ခွာသွားချိန်တွင်ဇူဇာကသည်ဝေတန်တရားထံရောက်လာပြီးသာသမီနှစ်ဦးကိုတောင်းခံ၏ဝေတန်တရားသည်ဒါနပါရမီကိုပြည့်စုံစေလိုသဖြင့်သားတော်ဇာလီနှင့်သမီးတော်ကနာဇီနာတို့ကိုဇူဇာကအားလှူဒန်းလိုက်သည် ဝေတန်နေရဤဒါနပါရမီသည် အလွန်ကြီးမားသောလေသာသမီများကိုလှူဒန်းရသောအခါစိတ်နှလုံးထိခိုက်ခဲ့ရဤသာသမီများသည်လည်းဖခင်ဤရင်ခွင်မှခွဲခွာရန်မလိုလားကြသောလေဖခင်ဤပါရမီပြည့်စုံစေရန်တီးခံခဲ့ကြ၏မတီမီဖျားသည် တောထဲမှပြန်လာသောအခါသာသမီများကိုမတွေ့ရှိတော့ပေသူမသည်သာသမီများအတွက်အလွန်စိုးရိမ်ပူပန်၍ ငိုကြွေးမိတန်းခဲ့သည်ဝေတန်နေရသည် သားသမီးများကိုလှူဒန်းခဲ့ကြောင်းမတ္တီအားဖွင့်ဟပြောပြခဲ့သည်နောက်တနေ့တွင်တရားမင်းသည် ပုံနာအတွင်ဖြင့်ဝေတန်နေရထံရောက်လာပြီးမတ္တီမိဖုရားကိုတောင်းခံ၏ဝေတန်နေရသည် မတ္တီမိဖုရားကိုလှူဒန်းရန်ဆုံးဖြတ်ခဲ့သည်သို့တော်တရားမင်းသည် ဝေတန်နေရဤဒါနာပါရမီကိုစံတက်ခြင်းသာဖြစ်ကြောင်းဖော်ပြခဲ့ပြီး မတ္တိမိဖုရားကိုဝေတန်နေရအားပြန်လဲအနှံခဲ့သည် ဇူဆာကသည်ကလေးများကိုခေါ်ဆောင်သွားတော်လဲလန်ခီးတွင်ကလေးများကိုနှိမ့်ဆက်ညှဉ်းပန်းသဖြင့်ထောင်ထိုးနေမှဖြတ်တန်းသွားစဉ်ဒေသခံများကအံ့အားသင့်ကနင်းတို့သည်မင်းသားမင်းသမီးများဖြစ်ကြောင်းသိရှိကြ၏ဇူဆာကအာဖန်းစည်း၍ကလေးများကိုသူစေရမင်းကြီးထံခေါ်ဆောင်သွားခဲ့ကြသည်သူစရမင်းကြီးသည်မြေတော်များကိုမြင်တွေ့ရသောအခါအလွန်ဝမ်းမြောက်၍ဇူဇကထံမှရွှေငွေများပေး၍ရွေးယူခဲ့သည် ယူစားကသည်ရရှိသောရွှေငွေများကိုတုံးဆွဲရန်စားတောက်လွန်ခဲ့သဖြင့်နှလုံးပေါက်ကတည်ဆုံသွားခဲ့သည်။သူစရမင်းကြီးသည်စစ်တီများဖြင့်ဝန်သက်ပြတ်တော်သို့တွားရောက်ကတားတော်ဝေတန်နေရာနှင့်ချွေးတော်မဒီတို့ကိုခေါ်ဆောင်ခဲ့သည်။မင်းကြီးသည်တားတော်၏ပါရမီတော်ကိုအားရဖြစ်ပြီးပြည်သူများကိုလည်းတားတော်၏ဒါနပါရမီကိုနားလည်လက်ခံစေရန်ပြောပြခဲ့သည်။ မင်းကြီးသည်နန်းဆွ၍ဝေတန်နေရမင်းသားအားနန်းတင်ခဲ့သည်မင်းသားသည်ဒါနပါရမီကိုဆက်လက်ပြည့်စုံစေရန်သူစေယမဟာဒါနကို ပြုလုပ်ခဲ့သည် ဝေတန်နေရမင်းသားသည်ဒါနပါရမီတော်ကိုပြည့်စုံစေပြီးနောက်ကျင့်ကြံအားထုတ်ခဲ့သောကုသိုလ်ကံကြောင့်နောင်ဘဝတွင်ဗုဒ္ဓဖျားရှင်အဖြစ် ပွင့်တော်မူခဲ့လေသည်ဒီဇတ်တော်သည်ဗုဒ္ဓဘာသာ၏ဇက်ကြီးဆယ်ပွဲမှနောက်ဆုံးဖြစ်သော ဝေတန်နေရဇတ်တော်ပင်ဖြစ်ပါသည်။ဒါနပါရမီ၏ အမြင့်ဆုံးအဆင့်ကိုဖော်ကျူးပြသထားသောဇက်တော်တစ်ပုဒ်ဖြစ်ပါသည်အာလုံးကြိုက်နှစ်သက်ကြမယ်လို့မျှော်လင့်ပါတယ်ဒီလိုအကြောင်းအရာတွေကိုကြိုက်နှစ်သက်တယ်ဆိုရင် ကျွန်တော်ရဲ့ channel ကို like share and subscribe လုပ်ထားပေးဖို့မမေ့နဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်